မင်္ဂလာပါရှင်မေလ25ရက်တနင်္ဂနွေနေ့ရက်ထူးခြားခြားပြည်တွင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့2025-2026ပညာသင်နှစ်အတွက်ကျောင်းစတင်အနှံနဲ့ပထမနေ့တွင်ကျောင်းဝန်ထမ်းသူဦးရေ73သိန်းကျော်ရှိတဲ့သတင်းဖြစ်ပါတယ်။2025-2026ပညာသင်နှစ်အတွက်ကျောင်းစတင်အနှံနဲ့ပထမနေ့တွင်ကျောင်းဝန်ထမ်းသူဦးရေ73သိန်းကျော်ရှိကြောင်းပညာရေးဝန်ကြီးဌာနမှသိရပါသည်။ ဂျာဝနံမှုတရင်ဘက်ဖြစ်မေလ22ရက်မှဇွန်လ10ရက်နေ့ထိတက်မှတ်၍ဂျာဝနံမှုလက်ခံခြင်းများဆောင်ရွက်လျက်ရှိရာဒိုင်းဒေသကြီးနှင့်ပြည်내အသီးသီးမှဝင်ကြီးချုပ်များတိုင်းစစ်ဌာနချုပ်အသီးသီးမှတိုင်းမှုများတာဝန်ရှိသူများပညာရေးဝင်ကြီးဌာနမှတာဝန်ရှိသူများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကကြိရှိအားပေးကြပြီးလိုအပ်သည့်များကိုပေါင်းစပ်နေတိုင်းဆောင်ရွက်ပေးကြကြောင်းသိရပါပါရှင်ဆက်လက်တင်ဆက်ပေးမှာကတော့တာချီလေးမြို့ပေါ်ရက်ွက်အချို့ရေးကြီးနေတဲ့တည်ရင်ဖြစ်ပါတယ် ရှမ်းပြည်နယ်တာချီလေးမြို့နယ်အတွင်းမေလ24ရက်တွင်မိုးသီးထန်စွာရွာသွန်းခဲ့ပြီးတောင်ကျရေများအစီအစဉ်မှုကြောင့်တာချီလေးမြို့ပေါ်ရပ်ကွက်များဖြစ်တဲ့ပုံချုံ၊ဒါလော၊မကအူခန်းရပ်ကွက်၊ဆန်ဆိုင်ကဆန်ဆိုင်ခအနေမိုင်ရပ်ကွက်များတွင်ရှင်ဝင်ရောက်မှုများဖြစ်ပေါ်နေကြကြောင်းချုပ်တင်အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကိုတာချီလေးမြို့နယ်မီတက်စကန်မှဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်ရှင်။ချက်မှတ်တင်ဆက်ပေးမှာကတော့ဧပြီလအတွင်းပြည်ပသူပြားရီမက်ထရစ်တန်200ကျော်တင်ပို့ခဲ့တဲ့တဲ့တင်ဖြစ်ပါတယ်။ 2025-2026ဘဏ္ဍာရေးနှစ်စဖြစ်တဲ့ဧပြီလအတွင်းပြည်ပသူပုဂ္ဂလိကကဏ္ဍမှာပြားရည်တင်ပို့မှုအနေဖြင့်ပုံမှန်ကုန်သွယ်ရေးမှာပြားရည်မက်ထရစ်တန်236.6တန်တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ3.35တန်းကျော်ရရှိကြောင်းသိရပါတယ်။ပြားရည်ကိုပြည်ပနိုင်ငံများဖြစ်တဲ့ဂျပန်၊တောင်ကိုရီးယား၊ထိုင်းနဲ့တရုတ်နိုင်ငံတို့သို့အ धिक တင်ပို့လျက်ရှိပြီးပြားရည်ထုတ်လုပ်မှုအနေဖြင့်နှံပြားရည်၊စီပြားရည်၊ပန်းနှံပြားရည်၊နေကြာပြားရည် ရောဘာပြားရင်နဲ့လိုက်ချီးပြရေးဆိုပြီးထုတ်လုပ်ကြောင်းသိရှိရပါရဲ့ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့နိုင်ငံကူးလက်မှတ်အတူများပယ်ဖျက်မယ်လို့မြန်မာတန်ယုံကြေညာတဲ့သတင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတို့ရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားများအနေဖြင့်နိုင်ငံကူးလက်မှတ်အားပြင်ဆင်ထားခြင်းအတူပြုလုပ်ထားခြင်းတို့ကိုစစ်စစ်တွေ့ရှိပါကနိုင်ငံကူးလက်မှတ်ပယ်ဖျက်မယ်ပြင်ဥပဒေအရအရေးယူသွားမှာဖြစ်ကြောင်းဘဏ်ကောက်မြန်မာတန်ယုံကမတ်လ23ရက်ကထုတ်ပြန်ကြေညာထားကြောင်းသိရပါတယ်။ နိုင်ငံကူးလက်မှတ်ကိုကောင်းမွန်စွာထိမ့်သိမ်းရန်နှင့်ပျောက်ဆုံးခဲ့ပါကမြန်မာနိုင်ငံရှိပြည်ထောင်စုဝန်ကြီးဌာန၏စီစစ်ခွင့်ပြုချက်ဖြင့်သာအသစ်ထုတ်ပေးမှဖြစ်ကြောင်းသိရပါသည်ဒါအပြင်နိုင်ငံကူးလက်မှတ်တဲရှိအချက်အလက်ပြောင်းလဲခြင်းပြင်ဆင်ခြင်းများမပြုလုပ်ရနဲ့ပြုလုပ်သည့်ကိုစီးသည့်တွေ့ရှိပါကနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူနဲ့ဆောင်ရွက်ပေးသူတို့ကိုဥပဒေအရအေးအေးယူပြီးနိုင်ငံကူးလက်မှတ်ကိုလည်းပယ်ဖြတ်မယ်လို့အတိပေးထားပါတယ်။ ထိုင်းနိုင်ငံရှိသက်ဆိုင်ရာအာဏာပိုင်များကနိုင်ငံကူးလက်မှတ်အထူးပြုလုပ်ထားခြင်းပြင်ဆင်ထားခြင်းတို့ကိုနည်းပညာမြင့်ဆက်များဖြင့်စီစစ်ဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားရလို့လည်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ပဲခူးမြို့တွင်ចောင်းသားတဦးကိုလက်ပြန်ကျူးတုခါတက်ပြတ်မှုကျူးလွန်ခဲ့သူနှစ်ဦးအားဖမ်းဆီးရမိတဲ့တွင်ဖြစ်ပါတယ်။ပဲခူးမြို့တွင်ပျောက်ဆုံးနေတဲ့ចောင်းသားတဦးကိုလက်ပြန်ကျူးတုခါတည်ဆုံးနေတာကိုတွေ့ရှိခဲ့ပြီးတည်ဆုံးခဲ့သူနှစ်ဦးအားဖမ်းဆီးရမိပြီဖြစ်တယ်လို့သိရပါတယ်။ အသက်73နှစ်အရွယ်မောင်တက်နိုင်မင်းမှာမေလ20ရက်ညနေ9:00နာရီခွဲခန်းကပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီးမေလ23ရက်နေ့နက်9:00နာရီတွင်မစင်းဆယ်အနီးရှိ ရှူတခုတွင်မှလက်ပြန်ကျူတုခါဦးကောင်အားအိပ်ဖြစ်ဆုလျက်တေဆုံးနေတာကိုပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်အစိုးရကလေးငယ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့တရားခဏနှစ်ဦးကိုလည်းမေလ24ရက်တွင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ ဖမ်းဆီးရမိသောနိုင်ဖြူအောင်နှင့်အောင်ကျော်ဇောခေါ်ကျော်ဤ32နှစ်တို့နှစ်ဦးက၎င်းတို့တက်ခဲ့ခြင်းဖြစ်ကြောင်းဝန်ခံထွက်ဆိုခဲ့လို့လည်းသိရပါဗျ။မောင်တက်နိုင်မင်းရဲ့ရုပ်လောင်းအားပုဂုစင်ုံကြီးမှာသူပနာမှု လူမှုကွန်ရက်အသင်းမတော်ရင်ဖြင့်ယူဆောင်ကမေလ23ရက်မွန်လဲနှစ်နာရီကစင်ပြူခွင်းတုတ်တန်တွင်တကြွေကြောင်းသိရှိရပါတယ်ရှင်။